မင်္ဂလာပါတောက်သမီးတို့ရေဒီချေတို့ဒီနေ့အခန်း6ကဲခါခွေအေးအဖက်လေ့ကျင့်ကြရအောင်ဆိုတော့သင်ခန်းစာလေးကိုကြားကြမယ်အဒီမှာစိုးကြီးကြဆိုရေးကြီးကြဆိုတဲ့နော်ကဲပထမအဦးဆုံးဒီချေတို့အရှိမဘီးလေးတွေကိုတင်ထားခဲ့ပြီးပြီဖြစ်တယ် အခုတော့မညဘာဘီလေးတွေကိုဒီချေလို့ဆက်ပြီးတော့လေ့ကျင့်ကြမယ်ဘီတူရာလေးတွေကိုလည်းရေးကြည့်ကြမယ်ဟုတ်ပြီနော်ပထမအဦးဆုံးတွေ့တဲ့စလုံးလေးကမအဲမဆိုတာလေးကပစ္စည်းတွေတခုခုကိုမတဲ့နေရာမှာအသုံးပြုတယ်ပြီးလို့ရှိရင်နောက်ဒီဘက်ဘေးကစလုံးလေးကမမမလေးဘီတူရာလေးနှလုံးကိုဆင်ထားတာလေးနော်မရေမမရေမဆိုတော့မမအဲမမဆိုတာတောက်သမီးတို့အိမ်မှာ အမကိုခေါ်တာမမလို့လည်းခေါ်တယ်အမလို့လည်းခေါ်ကြတယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီဘက်ဘေးကဘီလေးတစ်ခုကိုကြီးလိုက်ပါဦးဘီးတူတာလေးနှလုံးနဲ့ဝါလေးနဲ့ဆက်ထားတာဟုတ်ပြီနော်မာယေမမာယေမဝါယေဝမမဝါဆိုပြီးတော့အတန်လေးကထွက်တယ်ကဲဒီဘက်ဘေးကပုံလေးကိုကြီးကြီးလိုက်ပါဦးပုံလေးမှာမမကြီးကဝဝလေးဖြစ်နေတာဟုတ်ပြီဒီချက်ကနောက်တစ်ခေါက်ပြန်ပြောပြမယ်တောက်သမီးတို့တော့ ဒီချက်နောက်ကနေပြီးတော့လိုက်ပြီးတော့ဆိုပေးကြเนาะကဲပထမအဆုံးဘီလေးတလုံးကိုဒီချက်တို့ဘယ်လိုဖတ်လဲဆိုရင်မမာယေမအဲဟုတ်ပြီဘီတူတာတွေနှလုံးတွဲထားတဲ့အတွက်မာယေမမာယေမမမအဲဟုတ်ပြီနောက်တစ်ခါဘီသုံးလုံးတွဲပြီးတော့ရေးထားတာဖြစ်တဲ့အတွက်မာယေမမာယေမဝါယေဝမမဝါဆိုပြီးတော့ဖတ်တယ်ရမလားတအားသမီးတို့ ကဲဟုတ်ပြီဒါဆိုရင်တောက်သမီးဒီချန်နဲ့တူတူဆိုပြီးတော့အောက်ကလေးချောင်းမီနဲ့တော့မှရေးကြည့်ကြရအောင် ပထမဦးဆုံးမဆိုတဲ့စက်လုံးလေးကိုအရေးဆုံးရေးမယ်နော်ကဲပထမဦးဆုံးလေးချောင်းမီအပြာလေးရဲ့အပေါ်ကနေအောက်ကိုတစ်ချက်ဆွဲမယ်ပြီးရင်ဘေးကနေတစ်ချက်ဝိုက်ပြီးတော့အထဲမှာအစမ်းလေးထည့်လိုက်မယ်ဒါဆိုရင်ဒီချဲတို့မဖြစ်သွားပြီရမလားကဲနောက်တစ်ခါဒီဘေးကမမဆိုတဲ့စက်လုံးလေးကိုဆက်ပြီးတော့ရေးကြမယ် ကဲပထမဆုံး၄ချောင်းမြင့်အပြာရဲ့အပေါ်လေးကနေအောက်ကိုတစ်ချက်ဆွဲမယ်။ဘေးကနေတစ်ချက်ဆွဲပြီးတော့အဆန်လေးထည့်မယ်။ပြီးလို့ရှိရင်ဘေးမှာနောက်တစ်ချက်နောက်တစ်ချက်ပြန်ဝိုင်းပြီးတော့အဆန်လေးထည့်လိုက်မယ်။ဗီးတူရာလေးမမနှလုံးဖြစ်သွားပြီ။ဟုတ်ပြီနော်။ရမလား။ကဲဒါဆိုရင်နောက်ထပ်ဗီးလေး၃လုံးကိုရေးကြည့်ကြမယ်။ပထမဆုံးမလေးကိုပဲ၄ချောင်းမြင့်အပြာရဲ့အပေါ်နေအောက်ကိုတစ်ချက် ပြီးရင်ဘေးကတစ်ချက်ဆွဲပြီးတော့အဆန်လေးထက်မယ်နောက်တစ်ခါတလုံးထပ်ပြီးတော့ရေးမယ်ပြီးလို့ရှိရင်ဝါလေးကအောက်ကနေပြီးတော့အပေါ်လေးဝိုင်းပြီးတော့အွန်ဝိုင်းလေးရေးလိုက်မယ်ရမလားဒါဆိုရင်ဒီချက်တို့ပြီးတူတဲ့သုံးလုံးကိုရေးပြီးသွားပြီးပြီဟုတ်ပြီနော်ကဲနောက်တစ်ခေါက်ဒီချက်ပြန်ပြောပြမယ်ပထမအဦးဆုံးစလုံးလေးကိုမလို့အတန်ထွက်တယ်ဟုတ်ပြီနောက်ဘီလေးကိုကြတော့မမလို့အတန်ထွက်ပြီးတော့နောက်ဘီလေးကိုကြတော့မမဝဆိုပြီးတော့ဒီချက်တို့ကဖတ်ကြမယ် ရမလားသားဥသမီးတို့ကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချဲတို့နောက်ထပ်ဘီလေးတစ်လုံးကိုဆက်သွားကြမယ်နောက်ဘီလေးကဂျာတော့ညဟုတ်တယ်ညဆိုတာညဘက်ကိုဆိုလိုတာကဲညဘီလေးလို့ပဲဘီးတူတာလေးနှလုံးရှိတယ်ညနဲ့ညနဲ့ဘီးတူတာလေးနှလုံးတွဲထားတာလေးရှိတယ်เนาะ ညာရင်ညာညာရင်ညာဆိုတော့ညာ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 ဆိုတာလေညာဘက်ကို ပြောတာပဲကဲနောက်တစ်ခါဘီးဒူရာလေးနှလုံးနဲ့ကဘီးလေးနဲ့ပေါင်းထားတာဖြစ်တဲ့အတွက်ညာရင်ညာညာရင်ညာကာရီကညာညာကဆိုပြီးတော့ဘေးရပုံလေးကိုကြည့်ကြည့်ပါအောင်ကဘာလုံးနေတဲ့ပုံလေးလဲဆိုရင်ကောင်မလေးကကနေတဲ့ပုံလေးဟုတ်ပြီနော်အဲကောင်မလေးညာဘက်မှာကတဲ့ပုံလေးဒါကြောင့်မလို့ညာညာကဆိုပြီးတော့ဖတ်တယ်ရမလား ကဲဒီချက်နောက်ကနေပြီးတော့ဆိုပြီးတော့အတူတူလိုက်ရေးကြည့်ကြရအောင် ပထမဦးဆုံးစလုံးလေးကိုညလို့ဖတ်တယ်ညလေးကဘလို့ရေးရလဲဆိုရင် လေးချောင်းမြေအပြာရဲ့အပေါ်လေးကနေအောက်ကလေးကိုတစ်ချက်ဆွဲမယ်ပြီးရင်အနီအထိချောက်ကလေးကိုဆွဲပြီးတော့ကွေးလိုက်မယ်ပြီးလို့ရှိရင်ဘေးအပေါ်ပြားနေပြီးတော့အောက်ကိုတစ်ချက်ဆွဲလိုက်မယ်ရမလားဟုတ်ပြီဒါဆိုရင်ဒီချဲတို့ညံ့ညနှလုံးကိုဆက်ပြီးတော့သွားကြမယ်အပြားနေပြီးတော့အောက်ကိုတစ်ချက်ဆွဲလိုက်မယ် အောက်အနေထိဆွဲမယ်ပြီးရင်ဘေးရတစ်ချက်ဆွဲမယ်ပြီးရင်နောက်တစ်ခါအဲ့လိုပဲထပ်ပြီးတော့ညာလေးတစ်လုံးဆွဲမယ်ဒါဆိုရင်ဒီချက်တို့ညာညာနှလုံးကိုရသွားမယ်ဟုတ်ပြီနောက်တစ်ခါညာညာကဆိုတာလေးကိုဆက်ပြီးတော့ဒီချက်တို့သွားကြမယ်ပေါ်ဒီကြောင်းကနေအပြားနေပြီးတော့အောက်ကိုတစ်ချက်ဆွဲလိုက်မယ်အောက်အနေထိဆွဲမယ်ပြီးရင်ဘေးရတစ်ချက်ဆွဲမယ်ပြီးရင်နောက်တစ်ခါအဲ့လိုပဲထပ်ပြီးတော့ညာလေးတစ်လုံးဆွဲမယ်ပြီးလို့ရှိရင် အောက်ကနေအပေါ်ဝိုက်ပြီးတော့ကာကြီးလေးကိုဝိုင်းဝိုင်းလေးဆွဲလိုက်မယ်။ရမလား။ဒါဆိုရင်တာဟုတ်သမီးတို့ညညကလေးကိုရေးတက်သွားကြပြီလား။ကဲဟုတ်ပြီရေးတက်သွားပြီဆိုရင်ဒီ channel နောက်ထပ်အတန်လေးတစ်ခေါက်ထပ်ထည့်ချိန်မယ်။ပထမအုံးဆုံးပြီးလေးကိုညဟုတ်ပြီနောက်တစ်ခါညညကဲနောက်တစ်ခါညညကရမလားကဲဒါဆိုရင်နောက်ထပ်ဘီလေးတစ်ခုဆက်သွားကြမယ် ဟောဟိုမှာဗပြီးလို့ရှိရင်နောက်တစ်ခါဗပြီးလေးနှလုံးတူတာလေးကိုဆက်ထားတယ်ဗရေပါဗရေပါပပကဲနောက်တစ်ခါဗီဗပဗီးတူတာလေးနဲ့ထဆင်လူလေးနဲ့တွဲထားတာဖြစ်တဲ့အတွက်ဗကောင်ရေပါဗကောင်ရေပါထစရေထဗပထဆိုပြီးတော့တီချယ်တို့ကဖတ်မယ်နော်ဘေးမှာပုံလေးကိုကြည်လိုက်ဗပရေကဘာလုပ်နေရလဲဆိုရင်မတက်ထနေတဲ့ပုံလေးဟုတ်ပြီနော်ကဲအဲ့အားလေးကိုတီချယ်တို့ကဘယ်လိုဖတ်မလဲဆိုရင်ဗပထလို့ဖတ်တယ် เนาะကဲအဲ့ဒါဆိုရင်ဒီ channel ကလည်းဆိုပြီးတော့ like ရေးကြည့်မယ်ဘာကုန်းပြေးလေးကိုအရင်ဆုံးရေးကြည့်မယ်အရှိရပါလေးလေးချောင်းမီအပြာရဲ့အပွားနေအောက်ကိုတစ်ချက်ဆွဲမယ်ပြီးရင်အပွားနေပြီးတော့ဘေးလေးမှာကွေးကွေးလေးနဲ့ထောက်ဝိုင်းလိုက်မယ်ဆိုရင်ဘာလေးဖြစ်သွားပြီလဲဆိုရင်ဘာကုန်းလေးဖြစ်သွားပြီเนาะဘာဟုတ်ပြီနောက်တစ်ခါဘပဆိုတဲ့ဘပနေကိုဆက်ပြီးတော့ရေးကြည့်ကြမယ်ပထမဦးဆုံးလေးချောင်းမီအပြာအပွားနေအောက်ကိုတစ်ချက်ပြီးရနေတစ်ချက် ောက်တစ်ခါအဲ့တိုင်းလေးပဲဘာကုန်းလေးကိုတစ်ချက်ဆက်ပြီးတော့ရေးကြမယ်။ဒါဆိုရင်ဘာပါရသွားပြီ။ဟုတ်ပြီနော်။ကဲဒါဆိုရင်နောက်ထပ်ဘီးနှလုံးတူတာနဲ့ထနဲ့တွဲထားတဲ့ဘာပါထဆိုတဲ့ဘီးလေးကိုဆက်ပြီးတော့ရေးကြည့်ကြမယ်။ဗြဟ္မာအုံဆုံးလေးချောင်းမြင့်အပြားရဲ့အပေါ်ကနေအောက်ကိုတစ်ချက်ခုနရေးထားတဲ့ပုံစံတိုင်းလေးပဲဘာပါလေးကိုနှစ်ခုရေးလိုက်မယ်။ပြီးလို့ရှိရင်ဘေးကထဆင်ဒူးလေးနဲ့ဆက်လိုက်မယ်။ဒါဆိုရင်ဘာပါထဆိုပြီးတော့တော်မလုံးတွေဘီးလေးကိုရသွားမယ်။ ရမလားကဲဒါဆိုရင်တောက်သမီးတို့ဒီ channel ကနေပြန်ပြီးတော့ဆိုကြည့်မယ်ဘဘပဘပထကဲဒါဆိုရင်တောက်သမီးတို့အခုမညာဘနဲ့ရေးတဲ့ဘီလေးတွေကိုတည်သွားပြီလို့ထင်တယ်ကဲဒီ channel တို့နောက်ဘီလေးတစ်ခုကိုဆက်ပြီးတော့ရေးကြည့်ကြမယ် ကဲဒီဘီမှာကြတော့တီချေတို့စိုးကြီးကြစို့ရေးကြီးကြစို့ပဲခုနဘီလေးတွေကဘီတူတာလေးတွေရေးတာအခုဒီမှာကြတော့ကဘာဝဆိုတဲ့ဘီလေးတွေကိုတီချေတို့ကအလေးနဲ့တွဲပြီးတော့ရေးမဲ့ဘီလေးဖြစ်တယ်ဟုတ်ပြီနော်ကဲဒီချေတစ်ခေါက်ပြန်ပြောမယ်ကဘာဝဆိုတဲ့ဘီလေးတွေကိုအဘီလေးနဲ့တွဲပြီးတော့ရေးတဲ့ဟာလေးဖြစ်တယ်ဒါကြောင့်မလို့တီချေတို့အတူတူဆိုပြီးတော့ရေးကြည့်ကြမယ် ထမအဆုံး၄ချောင်းမီလီလီတဲ့မှာကလေးကိုအရင်ဆုံးလိုက်ပြီးတော့ရေးကြမယ်။ကလေးက၄ချောင်းမီအပြာရဲ့အောက်ကနေအပေါ်တစ်ချက်ပြီးလို့ရှိရင်ဘေးကနေပြီးတော့အောက်ကိုတစ်ချက်ဝိုင်းဝိုင်းလေးပြန်ဆွဲတယ်။ဟုတ်ပြီနော်။ကဲဒါဆိုရင်ကလေးကိုရေးလို့ရပြီလား။ကဲဒါဆိုရင်ရေးလို့ရပြီဆိုရင်ဒီချက်တို့နောက်ထပ်အကဆိုတဲ့ဘီးလေးကိုဆက်ပြီးတော့ရေးကြည့်ကြမယ်။ အကကြတော့ဒီချက်တော့လေးချောင်းမြင့်အပြာရဲ့အပေါ်ကနေပြီးတော့အောက်ကိုတစ်ချက်ပြီးလို့ရှိရင်ဘေးကနေကိုယ်ကိုယ်လေးနဲ့ဆန်လေးထည့်မယ်နောက်တစ်ခါကလေးကိုဆက်ပြီးတော့ရေးကြည့်လိုက်မယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဒီချက်တော့အကဆိုတာလေးကိုရေးလို့ရသွားမယ်ကဲဒါဆိုရင်တောက်သမီးတို့ကအကဆိုတာလေးကိုဆိုလို့ရပြီလို့ထင်တယ်ကဲဒီချက်တော့နောက်ထပ်ဘာနဲ့ဘာဘီလေးကိုအရှိရအနဲ့တွဲထားတဲ့အဘဆိုတာလေးကိုဆက်ပြီးတော့ရေးကြည့်ကြမယ်ဟုတ်ပြီနော် ကဲအရှင်ပရမအုပ်စိုးဗလေးကို ရေးကြည့်ကြရအောင် လေးချောင်းမြေအပြာရဲ့အပေါ်ကနေပြီးတော့အောက်ကိုတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်ပေါ်ကနေအောက်ကိုကောင်းကောင်းလေးနဲ့တစ်ချက်ဆွဲရင်ဒါဗလေးဖြစ်သွားပြီဟုတ်ပြီနော်အဲပြီးဗလေးရသွားပြီဆိုရင်ဘေးမှာပုံလေးကိုကြည့်ကြည့်လိုက်ပါအဲအပါကြီးဒုတ်ောက်ကြီးနဲ့လမ်းဆောင်နေတဲ့ပုံလေးဟုတ်ပြီနော် ဘာကိုအရှိမဒီချေတို့ကအပီးလေးတွက်လိုက်တဲ့အတွက်အဘလို့အတန်ထွက်သွားတယ်နော်။ကဲဒါဆိုရင်အဘကို ရေးကြည့်ကြရအောင်။လေးဆောင်မင်းအပြာကိုပဲအပေါ်ကနေအောက်ထိတစ်ချက်ဆွဲမယ်အားလေးကပြီးလို့ရှိရင်ဘေးကနေအကွေးလေးနဲ့အဆန်လေးထည့်မယ်ပြီးရင်ဘောင်လေးကိုဆွဲကြမယ်ဒါဆိုရင်အပစွာလေးဖြစ်သွားပြီရမလားကဲဒါဆိုရင်တောက်သမီးတို့ဘာနဲ့အဘနဲ့ကို ဆိုလို့ရပြီရေးလို့ရတော့ပြီထင်တယ်။ကဲဒါဆိုရင်ဒီဆဲလိုနောက်ထပ်ဘီလေးကိုဆက်သွားကြမယ်။ဘာဘီလေးလဲဆိုတော့သူကဝါဘီလေး။နော်ဝါနဲ့ဝါဘီလေးကိုအရှိကအနဲ့တွဲထားတဲ့အဝဆိုတာလေးသွားမယ်နော်ကဲဝါဘီလေးနဲ့ အဝဆိုတာလေးကိုဆက်ပြီးတော့ရေးကြည့်ကြမယ်။ဝါလေးကတော့သားသမီးတို့ရေးတက်ပြီးသားပါ။အတိုင်းမဲ့ဒီချေနောက်တစ်ခေါက်ပြန်ပြီးတော့ရေးပြမယ်။အတူတူလိုက်ပြီးတော့ဆိုပြီးရေးကြည့်မယ်နော်။ဝဝကအောက်ကနေအပေါ်လေးကိုဝိုင်းဝိုင်းလေးဆွဲလိုက်တာ။ဟုတ်ပြီနော်။ကဲဒါဆိုရင်ဝါလေးကိုရေးတက်သွားကြပြီချင်းနဲ့။ကဲအဝရဲအဝဆိုတာဟိုမှာကြည့်လိုက်ပါအောင်ပုံလေးမှာ။အဲမမကြီးကအဝနော်။သူအစားအများကြီးစားလို့ဝနေတဲ့ပုံလေးနော်။ ကဲဒါဆိုရင်အဝါလေးကိုရေးကြည့်ကြမယ်အဝါလေးကအားလေးရတဲ့လေးချောင်းမြင့်အပြာရဲ့အပွားနေအောက်လေးကိုတစ်ချက်ပြီးလို့ရှိရင်ဘေးကနေပြီးအောက်ကနေပြီးတော့ကွေးကွေးလေးတစ်ချက်ဆွဲမယ်ပြီးရင်အဝါလေးကိုရှင်းလိုက်မယ်ဟုတ်ပြီနော်ကဲဒါဆိုရင်အဝါစွာလေးကိုတော့တောက်သမီးတို့ရေးတတ်သွားပြီလားဟုတ်ပြီကဲဒါဆိုရင်ဒီစဲတို့နောက်ထပ်ဘီးလေးတစ်ခုကိုဆက်ပြီးတော့သွားကြမယ် ကဲတောက်သမီးတို့ရေဒီချဲတို့ဒီနေ့စိုကြည့်ကြစို့ရေးကြစို့ဆိုအပ်ပြီးတော့ဆက်ပြီးတော့သွားမယ်နော်ဒီဘီးလေးတွေကတော့မတူတဲ့ဘီးလေးနှလုံးကိုတွဲထားတာဟုတ်ပြီနော်ကဲမပုံကြီးကိုကြည့်လိုက်ပါအောင်ဘာပုံကြီးလဲဆိုတော့ဗလာပြထားတဲ့ပုံကြီးနော်ဗလာကဲဗလာဘီးလေးကိုဘယ်လိုပေါင်းလဲဆိုရင်ဘာချာရေပါလာရေလာဗလာဆိုပြီးတော့ပေါင်းတယ်ဟုတ်ပြီနော်ဘာချာရေပါလာရေလာဗလာဆိုပြီးတော့ပေါင်းတယ်ကြရမလားချက်နောက်ကနေဆိုကြည့်ပါအောင်ဗလာ ကဲဟုတ်ပြီဘလဆိုတဲ့ဘီလေးကိုဘလို့ရေးရလဲဆိုတော့ဒီချက်ပြမယ်အတူတူလိုက်ပြီးတော့ဆိုပြီးတော့ရေးကြည့်ကြရအောင်เนาะဘလဘာတဲ့ချိုက်ကိုအပေါ်လေးချောင်းမိအပြာရဲ့အပေါ်ကနေအောက်ကိုတစ်ချက်ဘေးကနေတစ်ချက်ပြီးတော့မှဒီချက်တို့အပေါ်ကနေအစမ်းလေးထည့်မယ်ပြီးရင်လာလေးကိုနှစ်ချက်ဆွဲလိုက်မယ်ရမလားကဲဟုတ်ပြီဒါဆိုရင်တာဝတ်သမီးတို့ကဘလလေးကိုဆက်ပြီးတော့ရေးကြည့်ကြမယ်เนาะ ကဲဘလာလေးပြီးသွားပြီဆိုရင်နောက်ပုံလေးတစ်ပုံကြည့်ကြည့်ပါအောင်ဗာလေးလဲလို့အဲပထမဟုတ်ပြီနော်ပထမဆိုတာစုရတာကိုပြောတာနော်အဲအာကစားတွေပညာတွေထိုးချွန်တာတွေခါမှာစုရတာပထမစုရတဲ့ပုံလေးနော်ပထမဟုတ်ပြီကဲဒီချက်နောက်ကနေလိုက်စုကြည့်ပါအောင်ပထမကဲဟုတ်ပြီပထမပသာရေပဒါစင်လူရေထမာရေမပထမလို့ပေါင်းတယ်နော်ဇာလုံးပေါင်းတာလေးอ่ะ ကဲပထမပြီးလေးကိုလည်းဒီစရတို့လေးချောင်းမြစ်အပြာလေးရဲ့အပေါ်ကနေအောက်ကိုပါးဆောင်လေးတစ်ချက်ဆွဲမယ်ပြီးလို့ရှိရင်အပန်နေပြီးတော့ဝိုင်းဝိုင်းလေးထားဆင်လူလေးဆွဲမယ်ပြီးတော့မှမာလေးကိုဒီစရတို့ဆက်ပြီးတော့ဆွဲကြမယ်ရမလားကဲဒါဆိုရင်တောက်သမီးတို့ပထမလေးကိုရေးလို့ရပြီဆိုရင်ရေးကြည့်ကြရအောင်ကဲပထမပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ပုံလေးကိုကြည့်ပါအောင်ပုံလေးမှာခလေးလေးကထိုင်းနေတယ် အဲလက်ညှိုးနဲ့ထိုးထားတဲ့ခလေးလေးကိုဘာပြောရလဲဆိုရင်မထရလို့ပြောတာเนาะထိုင်နေတာကိုမထခိုင်းတဲ့ပုံလေးเนาะအဲလက်ညှိုးလေးနဲ့ထိုးပြီးတော့ပြောနေတာမထရတဲ့ကဲဒါဆိုရင်အဲ့ဒီဘီးလေးကိုလည်းဒီဆရာအရင်ဆုံးဖတ်ပြမယ်တာဝတ်သမီးတို့ကနားထောင်ကြည့်အောင်เนาะမာယေမဒါစနွေထရကောက်ရေရမထရပြီးနောက်တစ်ခေါက်ဖတ်ပြအောင်မယ်เนาะမာယေမဒါစနွေထရကောက်ရေရမထရ ကဲရမလားတာဝသမီးတို့ဟုတ်ပြီကဲဒါဆိုရင်ဒီဆဲတို့အတူတူရေးကြည့်ကြရအောင်ဒီเจ้าမီးအပြာရဲ့အပေါ်ကနေပြီးတော့အောက်ကိုတစ်ချက်ဆွဲမယ်ဘေးကနေတစ်ချက်အစံလေးထည့်မယ်ပြီးလို့ရှိရင်ထိုင်စင်တူးလေးကိုဆက်ပြီးတော့ရေးသွားမယ်ပြီးရင်စံရောက်ောက်လေးကိုဆက်ပြီးတော့ရေးသွားမယ်ဒါဆိုရင်မထရစွာလေးကိုရေးလို့ရပြီထင်တယ်တာဝသမီးတို့ကဲဟုတ်ပြီအဲဒါဆိုရင်ဒီနေ့မထရစွာလေးကိုလည်းရသွားပြီဒီချက်ခုနကတော့တည်ထားခဲ့တဲ့ ဗလာပထမမထရကဲဒီဟာလေးတွေကိုသောက်သမီးတို့ဆိုလို့ရသွားပြီဆိုရင်ဒီကျဲတို့နောက်သင်ခန်းစာလေးတစ်ခုကိုဆက်ပြီးတော့သွားကြမယ်เนาะ